ားလုံးပဲမင်္ဂလာပါဗျာခေါင်းဆက်သတင်းဌာနမှပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံပြီးတော့ဖိုင်လေးကတော့ရခိုင်အေးရဲ့တိုက်ခိုက်မှုကြောင့်အမတာ3လေးလေးလက်လွတ်ရမြင့်အနေထားကိုရောက်ရှိနေပြီးဆိုလာတဲ့ကျော်မျိုးမင်းတင်ဆက်လာတဲ့ရုပ်သံပြီးဖိုင်လေးကိုပြန်လဲမျှဝေပေးလိုက်ပါတယ်ခင်ဗျာဒါပေမဲ့ကျော်မျိုးမင်းကအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးဘာတွေဘလို့သုံးသပ်ပြောဆိုနေသလဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာသုံးသပ်ဝေဖန်ပေးကြပါဦးခင်ဗျာအားလုံးကိုလည်းကောင်းဆက်သတင်းဌာနမှဒူရဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ပထမဆုံးပြောမယ်ဆိုတာဒီဟိုဘက်ကတစ်ဖက်ကတော့အေးဘက်ကတော့ဝါရဖြန်တာတွေ့ရတယ်အေးဘက်ကဝါရဖြန်နေတယ်အဲ့ဒါဘာလဲဆိုတော့ဒီအမြောက်တက်ပေါ့နော်အမြောက်တက်အမြောက်တက်3လေးလေးကိုအမြောက်တက်3လေးလေးဒီငသညောင်းကွာကားလမ်းပေါ်ကအမြောက်တက်3လေးလေးကိုသူတို့အေးတက်တွေဝင်တိုက်နေပြီလို့သူတို့ကပြောတယ်အေးတက်တွေဝင်တိုက်နေပြီလို့ပြောတယ်ပြောတော့ကျွန်တော်လည်းဒီမြေပုံမှာပြန်ကြည့်ပါလားကြည့်တဲ့အခါကျတော့ငသညောင်းကွာကားလမ်းပေါ်မှာ နော်ငရန်ကွာကလမ်းမှာဘယ်နှတိရခိုင်နေရခိုင်အေအေတက်အေတက်နေအေအေဘယ်နှယောက်လဲလို့မင်းငရန်ကွာကလမ်းမှာအပေါ်ပိုင်းတော်တော်များရောက်နေပါပြီအဲဘာခေါ်လဲဆိုတော့ဒီဒီဒီအမတာပေါ့အမတာ3အမတာ3လေးလေးထိရောက်ပြီလားလို့မင်းနော်အမတာ3လေးလေးနှတိရောက်ပြီလားလို့မင်း ရောက်ကောင်းလဲရောက်နိုင်တယ်ဒီခုံးကောင်နေနောက်ကြောင့်ကွာကားလမ်းပေါ်တော့ချက်ဆင်းလာတာလည်းဖြစ်နိုင်တယ်လို့ဒီဘက်ကပတ်သိမ်မောရလမ်းဘက်ကနောက်ကြောင်းနေပြပတ်တက်တာလည်းဖြစ်နိုင်တယ်တရာကုန်းမြင်လို့ဘာလို့ဖြတ်ပြီးတော့ပတ်တက်တာလည်းဖြစ်နိုင်တယ်ပေါ့နော်ဒီဘက်ကရှားရွာရဲ့တေးပင်ကြီးစုလို့ဘာလို့အဲနောက်ကြောင်းကနေပြီးတော့နော်ဟိုရွာတကြီးလို့အဲ့လိုနောက်ကြောင်းဘက်ကနေပတ်ပြီးတော့ဝင်လာတာပေါ့နော်ဒါလည်းစမ်းသပ်ရကောင်းတယ်တိုးတော့အမတာသုံးလေးလေးကိုတိုက်နေပါပြီလို့ပြောရပြောတဲ့ခါမှာအေးအေးတိုက်တာပါလို့ပြောတယ်ဒါပေမဲ့သုံးလေးလေးကိုတိုက်တယ်သူတို့ရမရတော့ကျွန်တော်မသိဘူးအမအမတာသုံးလေးလေးရဲ့ပတ်ပတ်လေးကိုကျွန်တော်ပြောပြမယ် ကျွန်တော်တို့ကကျွန်တော်ကဒီဘက်ကြီးခုနကရောက်တယ်ဆိုသိတယ်ဒီအမတာ3လေးလေးဆိုတာအားလုံးသိရတယ်မယ်ကျွန်တော် Google မှာသွားကြည့်တော့ Google Map ကလည်းရှိနေပြပါလိမ့်မယ်အမတာ3လေးလေးဆိုတာ3လေးလေးဆိုတာခုနကဒီငါတို့ကကားလမ်းမကြီးရဲ့ဘေးမှာတက်ကတည်းပပလေးကြီးကဟိုလာပြီလို့ပြင်ပြောရင်တော့တောင်ကုန်းတောက်တဲ့မရှိဘူးဟိုအပေါ်စီကလည်းပြစ်လို့ရတယ်ဘာမှမရှိဘူးပြန်ရင်မြေပြန်ရင်လို့ပြန်တယ်ဆိုတော့တက်ကတက်ကသာစော်ကြီးတဲ့ကျိုးတင်ပြင်ဆင်ထားမယ်ဆိုရင်ပပလေးမှာလာတိုက်လာမယ်ဒီဝိုင်းလာမယ်အုပ်စုကြီးအပေါ်စီကနေတက်ကနေပြီးတော့ပြစ်လို့ရတာကြီးပဲရှိတယ်အသာစီကိုပြစ်လို့ရတာကြီးပဲဒါပေမဲ့ဟိုဒါလည်းကျွန်တော်က ဟိုမြင်မြင်မြင်ရတဲ့ပုံစံပြောတာပေါ့ကျွန်တော်မမြင်ရတဲ့ပုံစံနဲ့ဖြစ်တာပေါ့အေရီကဘယ်လိုပုံစံတိုက်တယ်လဲပေါ့ဘယ်လိုတိုက်လဲဆိုဥမာအေရီက drone တွေကိုတုံးလာသလား drone တွေကောင်းကောင်းတုံးပြီးတော့ drone တွေနဲ့ပဲတိုက်ပွဲဝင်နေသလားထားပါတော့ဒီအမတ်တတုံးလေးလေးတွေမှရှိတက်ကိုအပေါ် drone တွေကဒရဇက်ချပြီးတော့မြေပြင်ကနေပြီးတော့အပြင်းပြင်းထင်းတိုးလာနေရလားဒီလိုကျွန်တော်တို့မေးရမှဖြစ်တယ်ဆိုတော့ drone တုံးပြီးတိုးလာတယ်ဖြစ်လာဖြစ်နေလားဆိုတော့ဖြစ်နိုင်ခြေရှိပါတယ် drone တုံးပြီးတိုးလာတယ်မျိုးတော့ဖြစ်နိုင်ခြေရှိတယ်ဒါပေမဲ့လေတကယ်တမ်းနေလာလာတိုက်ကြဟိဆိုရင်တော့ဒီအမတ်တတုံးလေးလေးကိုရဖို့လွယ်တော့မလွယ်ဘူးသို့တော့တက်ကပြင်ဆင်မှုပေါ့ရောက်ရင်တော့ပါသွားနိုင်ခြေရှိတယ် ဒါဒီဒီနေရာမှာဘာတွေ့ရမလဲဆိုတော့လူမျိုးတက်ဖို့တက်ဖို့ရောအနေနဲ့ဒီဘလို့စဉ်းစားမလဲပေါ့သူဘလို့စဉ်းစားမလဲဒီအမတာ3လေးကိုလက်လွတ်မလားမလွတ်ဘူးလားပေါ့နော်ဆိုတော့ဒါကိုစဉ်းစားရပြန်တာဆိုတော့အမတာ3လေးကိုတိုက်နေတဲ့အချိန်မှာဒီဘက်မှာတီတာကုန်းမြန်တိတ်မွေးတော့အမတာ3လေးလေးနဲ့တီတာကုန်းမြန်ဆိုတာကပွင့်လည်းပြောရတော့ဟိုကားမောင်းသွားရင်ကျွန်တော်တို့ပြောရင်ကားမောင်းသွားရင်7မိနစ်ဆိုရင်ရောက်ပြီလို့ပြောလို့ရ7မိနစ်တုန်းကရောက်ပြီပြောလို့တီတာကုန်းမြန်တီတာကုန်းမြန်ဆိုတာကလည်းတက်စော်ကျောင်းမြန်ဆိုရင်ဂျင်နာလန်ဂျင်နာလန်ဆိုတီတာကုန်းမြန်နဲ့အပိုင်းကတီတာတီတာတီတာကုန်းမြန်က sorry တီတာကုန်းမြန်ကသူ့ရဲ့နောက်ကျောင်းမှာရှိတယ် ော်တိရကုန်းမြေသူကနောက်ကျောမှာရှိတယ်တိရကုန်းမြေ7 minutes ဆိုရောက်တယ်တခါဒီပသိမ်မောင်လမ်းကိုထွက်မယ်ဆိုလဲတိရကုန်းမြေထွက်လို့လွယ်တဲ့နေရာမှာရှိတယ်ပသိမ်မောင်လမ်းကိုထွက်မယ်ဆိုရင်တခါဒီဘက်ကရင်နသားပေါ့နော်ရင်နသားလမ်းဆုံဆိုတာရှိတယ်အဲ့ဒါပသိမ်မောင်လမ်းနဲ့ငါးတန်းကွာကလမ်းအဆုံပေါ့နော်အဲ့ဒီနေရာမှာရှိတိရကုန်းမြေအဲ့တော့ဒီဘက်ကိုတိလာမယ်ဆိုတိရကုန်းမြေရောက်တိရကုန်းမြေကိုတော့တက်ကရောက်မလားဆိုတော့တိရကုန်းမြေဒီအေးဆင်းလာနိုင်မလားဆိုတော့တော်တော်စမ်းသာကြံတယ်ဆိုတော့တိရကုန်းမြေရရောက်ရောက်မှငါးတန်းချောင်းဆိုတာကိုရောက်ဖို့အဝေးမောင်းအောင်မယ်တိရကုန်းမြေနဲ့ငါးတန်းချောင်းအနည်းဆုံး15မိနစ်လောက်မောင်းအောင်မယ်ဆိုတော့ပြောရင်တော့ငါးတန်းချောင်းထိရောက်ဖို့တော့ခက်သေးတယ် လူသေးတဲ့ဝေးသေးတယ်ပေါ့နော်သို့တော့ခုနအမရ3လေးလေးကိုရမယ်ဆိုရင်တော့တီရာကုန်းမြင်ဟိုရသွားတယ်ပေါ့တီရာကုန်းမြင်ကိုတီရာကုန်းမြင်နောက်တစ်ခုကဒီဘက်ကဟိုပါပေါ့နော်ဒီဘာလဲရင်းနသာလန်းစုံလို့ဘာလို့တော့ထိနေမှာသဘောရှိတယ်တီရာကုန်းမြင်နေရာလဲပြဿနာကတီရာကုန်းမြင်နေမှာလဲပြဿနာက AA တွေစိတ်ဝင်သလားမင်းပြောလို့မရနိုင်ဖြစ်တယ်အခုခင်ချင်းအဓိကပသိမ်မော်ရလန်းကျော်ကြီးကိုတက်ကထိမထားနိုင်ခြင်းပြဿနာပသိမ်မော်ရလန်းကျော်ကြီးကိုတက်ကမထိနိုင်ဘူးပေါ့နော်ပသိမ်မော်ရလန်းကျော်ကြီးမှာဟို AA တက်တွေက AA တက်တွေပေါ့ AA လိုစိတ်စိတ်တွေနဲ့တက်တွေကတီရာကုန်းမြင်ပေါ်မှာလမ်းပေါ်အဲပသိမ်မော်ရလန်းပေါ်တော့ချက်သွားလာတယ်ဒီ တခါတည်းပေါ်ပေါ်လာရှိတယ်လို့သိရတယ်။အဲ့ဒီကဒီမုတ်ပသိမ်မောင်ရွေးပြေးလမ်းကြီးရဲ့ဘေးဘက်လေးမှာရှိတဲ့ရွာတချို့ဆိုလို့ရှိရင် AA တွေဝင်သွားပြီလို့ကျွန်တော်ကြမ်းမြင်ချရတယ်။ရွာတချို့ဆို AA ဝင်သွားပြီပေါ့နော်အဲ့လိုချပါတယ်။ဆိုတော့ပြောရရင်တော့ဘေးရွာတွေလည်းလို့မင်းတော့ကျွန်တော်တို့ဘယ်နောက်ကိုပြောရအောင်လဲဆိုတော့ဒီဘက်မှာဆိုရင်အဲတွေ့မှာဆိုလို့ရှိရင်ကျွန်တော်တို့ချင်းကုန်းကြီးရွာရဲ့ဒီဘက်ဆက်ချင်းဘက်မြင်းရှိဟိုရခိုင်ရုံမှာအဆက်ဘက်ချမ်းနေ။ဟောအဲ့ဘက်ချမ်းနေမှာရှိရောက်နေပြီလို့ကြားတယ်။ပြီးတော့ဒီမှာသူ့ရဲ့ဟွာရဲ့ရဆိုတော့မြေပုံညွန့်ရဆိုတော့ပသိမ်မွေလမ်းကြီးရဲ့တစ်ဖက်တစ်ချက်တော်တော်များနေရချို့မှာ အေးရစိတ်ဝင်နေလို့ပြောလို့ရတယ်စိတ်ဝင်နေလို့ပြောလို့ရတယ်ဆိုတော့တော်တော်လေးတော့ဒါသတိကြီးထားမယ်အနေထားတော့ရောက်တယ်ပတိမောလမ်းဘောကိုတက်ကဒိတ်ကျုံနိုင်စမ်းရှိသေးလားလို့မေးရင်တော့တော်တော်တော့စဉ်းစားရခက်တဲ့ကိစ္စတော့ဖြစ်လာတယ်ဗောနစဉ်းစားခက်တဲ့ကိစ္စဖြစ်လာတယ်ဆိုတော့ဟိုအခုတမတော်နေနေကကြုံပြောဘက်ကနေပြီးတော့လနဲ့ကြီးနဲ့လှမ်းပြီးတော့ဟိုထုဖို့ဆိုပြီးတော့ကြုံပြောမှလည်းကြုံပြောမှရှိတဲ့ဟိုတက်ကလည်းလနဲ့ကြီးတွေတာဝဲပြစ်တွေကြုံပြောတက်နေဆင်နေလို့ကြားပါတယ်တော်တော်ကတာဝဲပြစ်တွေဆင်ပြီးတော့ဒီဒီဘက်ကအကယ်၍များဗောနအကယ်၍အကယ်၍များဒီအမတ်တာ၃လေးလေး လက်လောက်ရမယ်ဆိုရင်သို့မဟုတ်မတိုက်တိုက်ဖို့ခတ်သွားပြီဆိုရင်သူလက်နဲ့ချင်းနဲ့လှမ်းထုမလားစသဖြင့်ဒီဒါကုန်ပြီလို့ပဲအချမ်းလို့ထုမလားစသဖြင့်ဒါတွေကကျွန်တော်တို့မေးရမယ်မိကုန်ကြီးဖြစ်လာတယ်ပေါ့နော်ဖြစ်လာတယ်ဆိုတော့သူတို့လည်းကျွန်တော်ပြင်နေတဲ့သဘောတော့ရှိတယ်တက်ကလည်းခတာပြင်နာ ပြင်နာပဲဟိုပြဿနာပြင်နာပြင်နာပဲဟိုတစ်ဖက်ကလည်းအင်းနဲ့အားနဲ့ဝင်တိုးနေတာရှိတွေ့ရတယ်နော်ဟိုဒီဘက်မှာစံကုန်းလို့ဝက်ကုန်းလို့စသဖြင့်ပေါ့နော်အဲ့ဒီနေရာတွေကလုံးဒါအေရီးယားဝင်သွားပြီလို့ကျွန်တော်တို့အချမ်းချင်းသိရတယ်ဒီဘက်မှာဒီဘက်ကကြွားလေးဆိုရင်အင်းဒီဘက်ကဘာကြွားလေးတိတိလေးရှိပြကျွန်တော်လည်းအေးကြွားလေးတချို့ကြွားလေးတွေကတေချာမှတ်ခဲ့တယ် အဲ့တော့ရွာသီးသီးလေးတွေရှိအဲ့ရွာတွေအကုန်လုံးတော်များကိုလည်းအေရီးယားဝင်နေပြီပစ္စည်းလေးတွေရွာပစ္စည်းလေးတွေအဓိကလိုက်ဝင်လာလို့ကြားပါတယ်ကျေးဇူးဖရက်ကုန်းလို့နော်ပိန်နေကွင်းတောင်စင်းအစရှိတဲ့ဘက်ချမ်းတွေပေါ့နော်ဒီဘက်ချမ်းတွေဒီဘက်မှာတက်ကတော့ဒီဘက်နားမှာတက်ကတော့တနေရာမှာတော့ဟိုအသိမောလမ်းနေရာမှာတချို့ကတော့ဟိုရှိနေတယ်တက်ကတော့သို့တော့အသိမောလမ်းရဲ့တချို့နေရာတွေမှာအေရီးရှိပြီးတော့တချို့နေရာတွေမှာတက်ကရှိနေတယ်အဲ့လိုဖြစ်နေတာတော့တွေ့ရတယ်ဆိုတော့နည်းနည်းတော့ဟိုဒီပသိမောလမ်းရဲ့လုံခြုံရေးဘက်ကတော့တော်တော်သတိကြီးထားမယ်ထင်တယ်တက်အနေနဲ့ကဘာကြောင့်အေရီးအတိုင်းဘက်က ဒီဒီပသိမ်မော်ရလမ်းပေါ့နော်အရာကြီးနဲ့ဒီဟိုမကွေးမကွေးပကိုးမကွေးပါအဲ့ဘချမ်းတချို့လုံးမှရှိတယ်ပသိမ်မော်ရလမ်းယူဘာဖြစ်လို့လက်ကမထိန်းသေးလဲမထိန်းချောင်းနိုင်လဲဆိုတော့ကျွန်တော် တော်တော်စဉ်းစားခဲ့တယ်ပေါ့သူတို့ဘာလောက်ထားချင်တာလဲတော့မသိဘူးနောက်တစ်ခုအေအေဘက်ကလည်းတိုက်ပွဲဆင်တဲ့ခါမှာသူတို့ကပြောရင်တော့တကယ်စင်တာကတိုက်ပွဲမှာလာတိုက်ဖို့ရှေ့ကိုတိုးလာတဲ့လူအင်အားကရဲ့အဲ80ရာခိုင်နှုန်းလောက်က PDF တွေပြောရင်တော့အဲ့ဒီအေအေတို့တို့ပကိုးတို့မကွေးတို့ဘက်က PDF ပမာ PDF တွေအဲ့ PDF တွေအဲ့ဒီအပေါ်မှာ30ရာခိုင်နှုန်းလောက်တော့မရှိတော့ AA တွေကစီမံကုတ်ခဲ့တာ တိုက်ပွဲရတိုက်ပွဲတိုက်လို့တို့နေရာတစ်ခုကိုသိမ်းနိုင်ပြီဆိုရင်အေးအေးသိမ်းနေလို့တို့ကြည့်တယ်ဒါပေမဲ့ဗမာ PDF တွေကကြာတော့နာမည်တက်ခွင့်တော့မရှိဘူးအခုအဖြစ်နေခင်ချင်းအဲ့မှာဖြစ်နေတဲ့ဟိုရွာလေးတစ်ရွာကိုစိတ်ဝင်လာတယ်ပြီးရင်အဲ့တက်ကအဲ့အဲ့ဒီလက်နက်ကိုင်ဖွဲ့နာမည်ကိုဘယ်လိုပေးလဲရတာအေးအေးပဲလုံးဝကွာမတုံးတော်တော်ဘယ်လိုခေါ်လဲဗမာ PDF တွေကိုမတုံးနာမည်ပေးမတုံးဆိုတော့ဗမာ PDF တွေကအေးအေးအောက်မှာသွားပြီးတိုက်နေရမှာဖြစ်တယ်ဆိုတော့ကြာလာရင်ဒီအရာဝိုင်းတွေတချို့မြို့ရွာတွေကရှင်မြို့ရွာတွေကအေးအေးသိမ့်ပိုက်ပြီးတော့အေးရွာတွေအေးမြို့တွေလို့ဖြစ်သွားနိုင်တယ်အဲ့ဒါကိုဟိုဗမာ PDF တွေကနားမလဲကြအောင်ဆိုတော့တက်ကတော့သူ့လိုကိုသူကတော့ ဟိုလှုပ်တော့လှုပ်တယ်သို့တော့ပြဿနာကဟိုသူတို့လည်းကြည့်ရတာဟိုပြက်ပြက်ကျဲသွားတဲ့ခါကျတော့အခုလိုက်ရခက်နေသလားတော့ကျွန်တော်သိဘူးသို့တော့တေချာကတော့ဒီလိုမျိုးပသိမ်မော်လန်ကိုမထင်းချောင်းနိုင်ခြင်းအားဖြင့်ဟိုနောက်ဆက်တွဲရပါလိဆက်ပြနေဆိုတော့ပသိမ်မော်လန်ဒီဘက်ကိုကျော်လိုက်ရင်လေးမျက်နာတော့ပေါ့ရောက်လာမယ်အယောက်တိုင်းကတော်တော်လေးသတိကြီးထားမယ်ကိစ္စကြီးဖြစ်လာနိုင်တယ်နော်ဆိုတော့အယောက်တိုင်းကိုစစ်မီဒီယာဆက်ပြီးကူလာနိုင်တယ်အဲ့တော့ဘာပဲပြောတတ်မလို့နေနေကတော့အယောက်တိုင်းက တကယ်ကိုထိခံလို့မရတဲ့အတိုင်းဆိုတာကိုလေတမတော်နေတီးပြီးသားဖြစ်လိမ့်မယ်သူဘလို့ထိချောင်းမလဲဆိုတော့ကျွန်တော်စောင့်ကြည့်တာပေါ့နော်ဆိုတော့တသိမွာလမ်းကြီးထိချုပ်ဖို့တမတော်နေလုံနေပြီးနောက်တစ်ခုကဒီအနည်းအနည်းသာဆုံးဖြစ်တဲ့အားကောင်းဆုံးဖြစ်တဲ့အမတာပုံလေးလေးတို့ဟာမျိုးထိနိုင်ဖို့လုံပြီးလို့ကျွန်တော်မြင်တယ်အဲ့ဒါကိုသိနိုင်ပြီဆိုရင်တော့ဘာပြီးရောဘာပြီးရောဟိုဟာအေးရီနဲ့တော်တော်နောက်ပြန်ဆုတ်သွားပါလိမ့်မယ်နော်အဓိကအေးရီကပသိမွာကငသားချောင်းကွာကားလာမှဆိုမြရရပင်ကိုဘာလို့ထိအောင်ရောက်နေပြီပေါ့နော်မြရရပင်ကိုရောက်နေပြီဆိုတော့မြရရပင်ဆိုတာကဒီဘက်ကိုဆင်းလာရင်တိတ်မွေးတော့မြရရပင်ဆင်းလာရင်တိတ်မွေးတော့တဲ့နေရာရှိလာပြီဆိုတော့မြရရပင်ကြော်လာပြီပြီးတော့ ောက်ကျောင်းပြန်ပတ်ပြီးတော့သွားတယ်ဆိုတော့ဟင်းတောက်တလုံးတောင်းလို့ပါတော့အဲ့ဘက်ကရောက်နေပြီးတော့အဲဒီဘက်ကနောက်ကရွာတစ်ကြီးတို့ပါတော့ဘက်ကနောက်ကနေသီလာကုန်းမြင်းတို့နောက်အဲ့ဘက်ချမ်းပြန်ပတ်ပြီးတော့လှည့်ဝင်မယ်ဆိုရင်တော့တို့ဝင်လို့ရတဲ့ဘုံရှိနေတော့တွေ့ရလာပြင်းဖြစ်နေတယ်နော်ဆိုတော့ဒါတွေကကျွန်တော်အဲ့ဒါတို့တော့အေးဘက်ကလည်းပြဿနာကတို့ကလည်းဒီတိုက်ပွဲတွေတိုက်ဖို့အတွက်ဘယ်ကပတ်စံနေရတယ်လဲဆိုတော့တို့ကလည်းတို့တို့ကတော့မွေးစီဝါပတ်စံအသင့်ရတယ်မွေးစီဝါမွေးစီဝါတို့တို့အဆင်ပြေတယ်မွေးစီဝါနေရတဲ့ပတ်စံနေတဲ့တို့တိုက်ပွဲဖော်နေတယ်ဘာလို့ဘာလို့လဲဆိုတော့ပြီးခဲ့တဲ့ရပိုင်လည်းမွေးစီဝါနဲ့ပတ်သက်ပြီးထပ်မိတယ်ခင်ဗျားတို့သိတဲ့အတိုင်းပဲဟိုဟွာလောက်10ဘီလီယံကျော်ရှိတဲ့ တန်ချင်းရှိတဲ့မွေးစေဝါတွေရခိုင်ပြည်နယ်ကိုပို့မှာအဲ့ဒါတွေအဲ့ဒါတွေကိုတက်ကသိသိရမိသွားတယ်ဒါကြောင့်မလို့ဟိုပြောရင်တော့မွေးစေဝါနဲ့တို့ရအတိုက်ပွဲဖော်နေတဲ့ဘောတော့တွေ့ရတယ်ဘောနော်တွေ့ရတယ်ဟိုဒါဒါပြီးခဲ့တဲ့ရပိုင်မိတယ်ဆိုတော့ဒီမှာလဲဆိုတော့ပြီးအောင်လန်သွားကာလန်ရဲ့ဒုဂိတ်နာမှာမိတယ်ပြီးခဲ့တဲ့ဂျွန်လ၄ရက်နေရမိတယ်ဒါပေမဲ့ထုတ်ပြန်တာကတော့၁၂ရက်နေမှထထုတ်ပြန်တယ်မနေ့ကပါနော်ဘာလို့လဲဆိုတော့ခွန်းဆက်တရားခဏလေးဖိုင်းဖိုင်းနဲ့ဂျွန်လ၄ရက်ကစာမိတာအနေပြီးတော့ခွန်းရက်နေ့ဒီစရိုက်ဖိုင်းဖိုင်းနဲ့မင်္ဂလာတုံးလို့ပါလို့မှာဆိုတော့စီတီအင်အားထဲမှာအစရန်ကုန်မင်္ဂလာတုံးနဲ့အဲ့လိုဆိုတော့စီတီအင်အားထဲမှာအစတင်ထားမျိုးတွေတွတ်တွေ့ရတယ်ဆိုတော့ တော်တော့ပြောရင်တော့တော်တော့ဆိုးရေပေါ့နော်ဆိုရှမ်းပြည်နယ်ဝမ်ဟိုင်းဘက်ကနေပြီးတော့ပြည်ဦးသေးတယ်ပြည်ကနေပြီးတော့ရခိုင်ပြည်နယ်တို့ဆက်ပုံမှာဆိုတော့ပြည်မှာပြည်ကနေပြီးတော့ပုံမှန်ဟာတွေပေါ့လေအဲ့တော့အဲ့တော့မန္တလေးကနေတဆင့်ရန်ကုန်ရန်ကုန်ကနေပြီးတော့မှရခိုင်ကိုပို့မှာအဲ့လိုနေရာသုံးခုကိုဆက်ဆက်ပြီးတော့နှစ်ခုပေါ့ဆက်ဆက်ပြီးမိတာပေါ့ဆိုတော့ဒီမွေဆိုတာ10မီလီယံကျော်အဲ့တော့ဝက်ဆက်ကလည်းတည်ပြီးတော့တွေ့ရတယ်ဆိုတော့ဒါတွေကရခိုင်ပြည်နယ်တို့သွားမယ်ဆိုရခိုင်ကအဲ့ဒီကနေငွေရတယ်ငွေရပြီးတော့အဲ့ဒီငွေတွေနဲ့တိုက်ပွဲတွေတော့ပတ်စံနေသုံးနိုင်တဲ့သဘောရှိတယ်ဆိုတော့ဒါတွေကအဲ့ဒီကကျွန်တော်တို့ငွေစီဝါကိုလည်းဖြတ်တောက်ရမယ်ဒီနေမြေဒီအေးချိုင်းနဲ့လမ်းမကြီးပေါ့ ဓာတ်ကြီးထင်းချောင်းနိုင်လို့လိုတယ်လို့ဆိုတော့ပြနေပြရုပ်တွေပေါ့နော်ဒါတခုပေါ့အဲ့တော့ကရင်ပြည်နယ်ဘက်မှာလည်းကိုကရင်ပြည်နယ်ဘက်မှာလည်းတိုက်ပွဲတွေကအလုံးသိတဲ့အတိုင်းပဲဟိုနေဆက်စခန်းတွေဆိုရင်၃ခုပဲကျန်တော့တယ်လို့တော့ပြောလို့ရတယ်နေဆက်စခန်းဆို၃ခုပဲကျန်တော့တယ်ပြောလို့ရတယ်နော်ဘာလို့ဆိုတော့နေဆက်စခန်း၃ခုပဲကျန်တယ်ဆိုတော့ဟိုပါလေကျန်တဲ့၃ခုကဥက္ကဋ္ဌရုနော်ဥက္ကဋ္ဌရုနော်ဟိုကျွန်တော်တို့ကနာမည်မှမဆိုလို့ပြန်ကြည့်ပြောရအောင်ကျန်တော့ဆိုလို့နေဆက်မှာတဲ့ဘာကျန်လဲဆိုတော့၃ခုပဲကျန်တယ်တဲ့ဥက္ကဋ္ဌထိကပလား ်ဝေါ်လီအဲစကန်သုံးခုပဲကျွန်တော်တယ်နေစားမှာအဲဆိုကရင်နေရတော့ကျွန်တော်တက်တယ်တိုက်တယ်တိုက်တယ်တက်တယ်တိုက်တာလေတက်ခဲ့ယုံအယုံလွယ်မှုအပေါ်မှာအားကိုးပြီးလုတ်သွားတာတိရကလောက်ပေါ့နော်အခုဖြစ်နေတာတက်မှာခုနှစ်နေဒီမှာထဖြစ်တာထဖောက်တာပေါ့နော် လိုင်းဘွဲ့ပေါ့နော်လိုင်းဘွဲ့ပဲလိုရတယ်အဲလိုင်းဘွဲ့ပြူဟာပေါ့ကိုကဲမှုအောက်မှာရှိတယ်ရှိတယ်အဲတက်မှာတော့တက်မှာခုနှစ်ကဆက်ဆက်နေပြီးဒီမှာရှိတယ်နေစားစကန်ဒီအကုန်လုံးတော်တော်များဟို KNU ကတိမ့်ပိုက်တယ်သိမ့်ပိုက်တယ်ပေါ့နော်ဆိုတော့အဲ့ဒီသိမ့်ပိုက်ကြီးအကြောင်းရလဲအဲ့ဒီအစောပိုင်းမှာ KNU ရဲ့တပ်မဟာခုနှစ်ကငင်းချမ်းရေးယူထားတယ်လို့ NCA ပဲလုပ်တော့မလို့လို့ ਨੇ ဒီလိုနေနေရင်းနဲ့ အဲ့ဒီ Nether Sky နေမှာရှိတဲ့တပ်မတော်သားတွေနဲ့သူကပလူပလူသွားလုံတယ်အဲ့ဒါပလူပလူသွားလုံပြီးတော့လုံနေတော့တပ်မတော်သားတွေဆိုတာလေဩငါတို့ဒီလိုပဲဖြစ်တယ်ဆိုတော့လက်ခံပြီးတော့စကားပြောတယ်ယင်းပျော်ရှင်နေနေနဲ့တိုက်ရဲ့အခြေအနေတွေဘုံလုံးကိုဒီကောင်တွေကအတွေ့အကြုံတွေချလိလာပြီးတော့အဲ့တက်ကအရာရှိကြီးအဲ့ဒီ Nether Sky နေမှာရှိတဲ့လူ၁၄ယောက်၁၅ယောက်ပဲရှိတဲ့စကန်ကြီးရဲ့အရာရှိရရှိရာခံတွေကိုတွားပြီးပေါင်းတယ်ပျော်ရှင်ပေါင်းပြီးတော့အငငယ်ချင်းပေါင်းပေါင်းရောက်ပါအေးပါညာဖြစ်ပြီးတော့နောက်ဆုံးမှာပြည့်ရပြီးတော့အခြေအနေပိုင်ပြီလဲဆိုလဲဆိုအခုလဲကြာတော့ဘတ်ဆိုပြီးတော့သူကအဲ့ဒီလက်နက်ကအိုက်တက်တွေဘုံလုံးကိုသူကခရင်တက်တွေကလူ၄၅၀၀နဲ့ဝင်စီးတယ်စီးပြီးတော့ ဝိုင်းတယ်ဝိုင်းမတိုက်ဘဲနဲ့ဝိုင်းတယ်ဝိုင်းပြီးတော့ဖုန်းဆက်တယ်မင်းတို့မင်းတို့တွေတနက်ချမင်းတို့တနက်ချမသိထိုင်းဘက်ကိုထွက်ပြေးရအောင်ငါတို့ပေါက်ဖွင့်မယ်မချရင်တော့ငါတို့မင်းတို့ပြတ်ရှင်းမှာအဲ့တော့အရာရှိကိုလည်းငွေနဲ့ပေါက်တယ်ခင်မင်းမှုနဲ့ယုံယုံသွင်းတယ်ငွေနဲ့ပေါက်တယ်ပြီးလည်းပြီးတော့ NCA လို့ဘာလို့လဲနေမီလို့သိနေတယ်အဲ့လိုလုပ်တယ်အဲ့တော့တက်မတော်သားတွေကလည်းပွင့်တယ်တက်မတော်သားတွေအနေနဲ့ကလည်းကိုယ့်ကိုလာပြီးတော့တချို့ကိစ္စတွေမှာတက်မတော်သားတွေကလည်းတော်တော်လေးသတိကြီးထားပါကိုယ့်ကိုလာပြီးတော့တငယ်ချင်းတို့လိုမိတ်ဆွေတို့လိုယဉ်ကျေးတို့လာလုပ်နေတယ်ဆိုရင် ကိုယ်နဲ့ရန်သူဖြစ်နေတဲ့ပုံကိုယ်တွေဖွဲ့စည်းနေတဲ့ပတ်သက်ဒါတွေကရှောင်ရှားတိတ်ထားတယ်လို့ပြောချင်တယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒါကငင်းချမ်းချမ်းဆိုတဲ့စကားအောက်ကနေငင်းချမ်းကြီးဆိုပြီးတော့တက်မလို့လူလဲကြတဲ့အားတွေရှိတယ်။အဲ့ခါကျတော့ပွင့်လန်ကြတော့အဲ့လိုခံမှုတွေမှာအခုဒီဖြစ်တဲ့ဖြစ်စဉ်တွေကနေသာစကားနေတခုတခု power ဖြစ်စဉ်တွေအဲ့ဒီကစရလို့ကျွန်တော်ပြောချင်တယ်။အခု okay ထားရဲ့ ठी ကထိကပလာရဲ့ wall ကြီးရဲ့၃ခုကျန်တယ်။အဲ့၃ခုကျန်တဲ့ဟာကျတော့အဲ့၃ခုကျန်တဲ့ဟာဒီကောင်လေးလာတိုက်ဖို့ကြိုးစားတယ်။အခုဆိုရင် okay ထားကိုတိုက်မယ်ဆိုပြီးသူတို့ကြိုးကြော်နေတယ်ခေါ့။တိုက်မယ်လို့ကြိုးကြော်နေပြီ။ဆိုတော့ okay ထားတိုက်မယ်ဆိုလို့ရှိရင် ဥက္ကဋ္ဌကတော့တောင်းခံထားသေးတယ်ပြီးခဲ့တဲ့အားလုံးလည်းတက်ရှိစီးဟုဆိုပြီးတော့နာမည်ကြီးသွားသေးတယ်ကျွန်တော်တို့သိရမယ်အဲ့ရုပ်ရှင်ကားတော့ထွက်ခဲ့သေးတယ်အဲ့တော့အဲ့တော့လည်းဒီကောင်လေးလာလိုက်တယ်ထွက်ပြေးရတယ်မနိုင်ဘူးအခုလည်းပြီးခဲ့ခေါက်ကမရရဘူးခုရမလားဆိုပြီးတော့တိုက်ဖို့ကြိုးစားတယ်ဒါပေမဲ့လည်းဒီတစ်ခေါက်ကတော့ဒီခေါက်တက်ကပြန်ချဦးဒီတစ်ခေါက်လည်းရမလားဆိုတဲ့နေရာမှာတော့တက်ကတော့ပြန်ချလိမ့်မယ်လို့ယူဆတယ်ပေါ့နော်အဲ့တော့အဲ့ဒီ၃နေရာကျန်တယ်အဲ့ဒီ၃နေရာကိုတော့ဟိုတက်နေမြခံချမယ်ချကြလိမ့်မယ်လို့လည်းယူဆတယ်ပေါ့နော်ဆိုတော့ဘာပြောအခုချိန်ထိဘယ်ကိုတိုက်ပြီးလဲဆိုတော့အခုတိုက်ပြီးတာနောက်ဆုံးတိုက်နေတာပါတိကပလာကိုတိုက်တယ်တိကပလာကိုတိုက်တဲ့ခါမှာ ပြီးခဲ့တဲ့ဟို9ရက်နေတည်းကစပြီးတော့ drop ဘုံတွေချတာနော်ချတာလွန်ခဲ့တဲ့2ရက်လောက်ထိ drop ဘုံတွေအလုံး150လောက်ချတယ်9ရက်စရိုက် drop ဘုံအလုံး150လောက်ချတယ်ချပြီးတော့တိုက်ရဒါပေမဲ့ထိကပ်မလာဘူးမရဘူးမရတော့သူဘာလုပ်လဲနောက်ကိုဆုတ်ပြီးတော့ပဲသွားတယ်ဆိုတော့ဟိုတချို့တက်တွေကခုနရင်းနေနေပေါင်းမိတ်ဆွေပေါင်းတကယ်ကြမ်းပေါင်းပေါင်းနေတဲ့အဲ့မှာဟိုဟိုဘာလဲ information အချက်တွေရအောင်ယူပြီးကင်းထောက်ပြီးတော့လိုတဲ့အချိန်မှာကောက်ပြီးဆွတ်စားတိုက်ဒီလိုမျိုးလုပ်တာမျိုးဒါကြီးကြတော့ဒါမျိုးကြီးဖြစ်လာတဲ့ခါကျတော့ဒီဒီဒီခုန၃ခုကတော့ okay ထားလို့ထိကပ်မလာတော့ခုန wall လေး၃ခုကတက်ကလူကြီးကြတော့အဲ့ဒါမျိုးအလုံးမခံတဲ့ခါကျတော့ဝင်လုံးလို့မရတော့ခုသူတို့တိုက်ရခဲ့တယ် တော့အဲ့လိုဝင်လို့ပြီးတော့စသားတွေထွက်ပြေးပြီးမရှိတော့မှတော့ငါတို့ရပြီဆိုကြွေးကြော်တယ်ဆိုတော့စသားတွေကိုအယုံသွင်းပြီးတော့မှညနေလူအပိုင်သိမ့်နေတဲ့ဇလံမျိုးတွေလုပ်နေတာဒါတွေသတိကြီးထားကြဖို့တော့တက်မတော်သားတွေနဲ့လူမဲလို့တော့ကျွန်တော်ထင်တယ်ခရာလည်းကျွန်တော်ကဒီအပြောရမယ့်အဲ့ဒီနေဆက်မှာခြေတက်မတော်သားတွေကဒါတွေမမီတော့ဘူးသူတို့ပြီးတဲ့အချိန်မှာအချိန်နောက်ကျကုန်ပြီအချို့ကလည်းနောက်ကျသွားတယ်သူတို့အတိနောက်ကျကုန်ပြီ ဆိုတော့ဒါလေးကတော်တော်သွားပြီလေတော်တော်သွားပြီအကျုံမလွယ်ကြဘူးလေရည်ကြည်တယ်လို့ပဲကျွန်တော်တိုက်တွန်းချင်ပါတယ်နော်ဒါလေးကဆက်ဆက်လို့ပြောတာပါနောက်တစ်ခုကတော့အဲကရင်ပြည်နယ်နဲ့ပတ်သက်ရင်တော့ကရင်မှာရှိတဲ့နေဆက်ကတက်တွေကိုတော်တော်များတော့ drone တွေပဲကောင်းကောင်းပေးထားရင်တော့ကောင်းတယ်ပဲသူ drone ကို drone ဆိုရင်တော့ဒီကောင်တွေမခံနိုင်ဘူးလို့ကျွန်တော်ကြားပါတယ်အဲ့တော့ drone to drone fight ပဲဆိုရင်တော့သူတို့မခံနိုင်ဘူးကြားတယ်သူတို့ကဘဝ drone နဲ့ခြားတာဟုတ်ပြ drone နဲ့ပဲတက်ကိုစုံနေဆိုတော့အဲ drone ကိစ္စတော်တော်ရှင်းရခဲ့တဲ့ကိစ္စပါတက်မတော်အနေနဲ့လည်းတနိုင်ကလုံးမှာရှိတဲ့တက်မတော်တိုက်ရင်းတွေပေါ့နော်ဒီမှာတိုက်ရင်းတွေအကုန်လုံးမှာ ရှင်းပြရင်တော့ဟိုနေဆက်တွေတိုက်နေတဲ့တက်တွေတကယ်တိုက်နေတဲ့တက်တွေရှိမှာတက်ရင်တိုင်းလိုလိုမှာ drone တွေ3 4စီးတက်ရင်တစ်ခုမှာ3 4စီးလောက်ရှိထားဖို့လိုလိုထင်တယ်ကင်းထောက်တဲ့ drone ရေတကယ်ကို drone ပုတ်ချမဲ့ drone နှလုံးလောက်ပဲကင်းထောက်မဲ့ drone တော့စင်းလောက်ပဲဆိုတော့3စင်းလောက်နဲ့ကြည့်ရင်တော့ဘာပြောကောင်းပါလိမ့်မယ်အဲ့ဒီ drone တက်မလို့အနေနဲ့ကငွေကတော့ရှားလိမ့်မယ်မထင်ဘူးပြတကယ်တမ်းကျတော့တကယ်တမ်းသာဟိုအလူသာခံကြည့်လူခံစံဘလောက်ရာ drone တွေလုပ်ငန်းရှင်ရှုမိတ်ဆွေချုပြောလိုက်ရင်အဲ့မှာ white လူကြမယ်လူကြီးတက်ရင်တိုင်းတက်ရင်တိုင်းတွေဟိုတတိလေး white လူပေးပါလိမ့်မယ်ဟောဆိုတော့ drone လည်းသူတို့စီဝါထိခိုက်လိုက်ခံနိုင်ပါဘူးအဲ့ခါကျတော့ဒါတွေကိုပြင်ပြအေးရောဆိုသူတို့ခုပေးတယ်လုပ်လိမ့်မယ်အဲ့တော့တက်မလို့အနေနဲ့ဒီချုပ်ကိစ္စတွေမှာအရာရာကို စဉ်းစားတဲ့အခါစီမင်းစီကန်းတင်းတွေအောက်ကနေချို့အောက်တော့ box ပေါ့ဟို box ကအပြင်ဘက်ကနေထွက်ပြီးတွင်းပြီးတော့လောက်ကိုင်ကြားဖို့တင့်နေလို့ပဲခေါင်းဆောင်ပိုင်းတွေဆုံးဖြတ်ပိုင်းမရှိသူတွေတိုက်တွန်းချင်ပါတော့ဒါတော့ဒါတခုပေါ့အဲ့နောက်တစ်ခုကကျွန်တော်တို့ဘိုဘန်ကိစ္စပါဘိုဘန်ကဘိုဘန်ကအခုဟိုဟာကိုစပြီးတော့ဒီထုတ်ပြန်ကြတဲ့ဆောင်ထုတ်တယ်ပေါ့ဘိုဘန်ထုတ်ပြန်ဆောင်ထုတ်တယ်အဲ့ဒါမှလည်းဆိုတော့မနေ့ကထုတ်တော့ပေါ့နော်သူတို့အရေးယူဖို့ပေါ့ဗျာပို့လို့ပြောရင်တော့ဘိုဘန်တရားမဝင်နိုင်ငံခြားငွေဝယ်အောင်လုပ်တဲ့သူတွေရေးယူတာအရှိန်မြင့်မယ်ဆိုပြီးတော့ဒါစနေနေ့ကမနေ့ကဘိုဘန်ထုတ်ပြန်တယ်ပြောရရင်တော့ တရားဝင်လိုင်စင်မရှိဘဲနိုင်ငံကကြီးတွေဝယ်ယူရောင်းချလဲလဲခြင်းကိုရွေးရှိရှိလုပ်တဲ့ပုံကိုယ်တွေအဖွဲ့အစည်းတွေကိုထိထိရောက်ရေးယူဖို့အရှိန်မြင့်သွားမယ်ဆိုပြီးတော့ဘူဘန်ကတီးပေးတယ်။အဲ့တော့အမေရိကန်ဒေါ်လာနဲ့နိုင်ငံကကြီးဇင်းတို့တွေမတီးမငင်းဖြစ်အောင်တဲ့ Facebook page တွေ Facebook group တွေ Viber group တွေမြန်မာ market price တို့လို application တွေလှုပ်ဆော်ဆောင်းနေတာကိုစောင့်ကြည့်တယ်တဲ့။စောင့်ကြည့်ပြီးတော့အဲ့ဒီလိုစောင့်ကြည့်ပြီးတော့မမှန်အကန်လုပ်တဲ့သတင်းပြန်နေတာတွေလုပ်တဲ့အတွက်ဒီလူတွေကိုသက်ဆိုင်ရာမြို့နယ်လိုက်တရားဝင်လို့တရားစွဲဆိုအပြစ်ပေးတိုင်းလုပ်မယ်တဲ့နော်အဲ့လိုပြောတယ်။အဲ့တော့ဘူဘန်နေနဲ့ပြောချင်တာကတော့သူ့အနေနဲ့ဒီလိုမျိုးတွေမကြိုက်ဘူးလက်မခံဘူးဗျာ။ဆိုတော့ဒီဒီအပိုင်းမှာကဘူဘန်ကဒီလိုထုတ်ပြန်တယ်။မနေ့က ဆိုတော့စီပဲကားနဲ့ပတ်သက်တဲ့တရင်အတုတစ်ဆောင်ထွက်တယ်ကားနဲ့ပတ်သက်ပြီးပြုဆောင်ထွက်တယ်အဲ့ဒီဒါစာအတုပေါ့နော်ထုတ်ပြန်ချက်အတုကြီးပေါ့တုတာမှာအတုလိုတော့ပြောလို့မရတဲ့အတုလိုတာတော့အတုလိုပြောလို့မရတော့တော့အစင်တန်းနေနေတဲ့ဒီရေးသားကိုထုတ်ပြန်ချက်ကြီးပါတတော်အတုကမှာတတော်အတုအတုကမှာအတုကိုအစင်မမိဘူးအဲ့ဒါတော့ဒီတတော်ညံ့နေထုတ်ပြန်ချက်နဲ့ဟိုကားတရင်အတုထုတ်တယ်ထုတ်ပြီးတော့လူကြီးထဲမှာရုံလွယ်တဲ့သူတွေကိုဒါဒါရှင်းပြလို့မြုံထောင်လိုက်ကွက်ပဲရုံလွယ်သူတွေပေါ့မြုံထောင်မြုံထောင်လိုက်ကွက်ပဲဆိုတော့ ငွေနဲ့ပတ်သက်ရင်လည်းဒါရောင်းဝယ်ကိုပဲလုပ်တယ်ငွေကြေးဆေးဝယ်တွေမတီးမငင်ဖြစ်လာမှာဆိုတဲ့တင်တယ်ဘူပန်အဲ့ဒါကြောင့်မို့သူကောက်ပြီးတော့ထုတ်ထုတ်ပြန်လဲဆိုတော့ချို့လူတွေငွေကြေးဆေးဝယ်နဲ့ပတ်သက်တခုလုပ်တယ်ထင်ပါတယ်နောက်တစ်ခါရွှေနဲ့ပတ်သက်ရင်လည်းရွှေသိမ်းရလည်းထုတ်ပြန်တယ်ပေါ့နော်ထုတ်ပြန်တာရှိလာတယ်ဆိုတော့ငွေနဲ့ပတ်သက်ရင်တော့ဘူပန်ကကျွန်တော်သိရတော့တင်းကြကြိုင်တွေမလားမကြိုင်တွေလားတော့မသိဘူးမနဲ့ပြန်မှာတော့မနဲ့ပြန်မှာတော့ဒီဟိုဘူပန်နဲ့ဘန်ဒီအကုန်လုံးသူဆွေးနွေးဝယ်ရှိတယ်လို့သိရတယ်ဘူပန်နဲ့ဘန်ဒီအကုန်လုံးဆွေးနွေးဝယ်ရှိတယ်လို့သိရတယ်ဘာလို့ဆွေးနွေးမှလည်းမင်းတော့ဘန်ဒီငွေကြေးပေါ့ဗျာငလီတန်ပြန်နေထူထောင်ရေးပါမယ်နောက်ကဒီဘန်ဒီငွေကြေးစီမံခန့်ခွဲမှုနဲ့ပတ်သက်လို့ money laundering ကိစ္စမျိုးတွေပါလာနိုင်တယ်နောက်ကငွေနဲ့ပတ်သက်ပြီးတော့ ဟိုမတမမလို့မဲ့ကိစ္စတွေကိုကာဝေတာစီဘုထင်းချောင်းကိုပါလာနိုင်တယ်စသဖြင့်အဲ့ဒါတွေပါလာလိမ့်မယ်လို့ယူဆတယ်ဆိုတော့အဲ့ဒီဟိုဘိုဘန်နဲ့ public ban တွေတွေ့ကြမယ်ဆွေးနွေးကြမယ်ဆွေးနွေးပွဲကိုနော်ငွေကြေးစကွက်ကိစ္စကိုဆွေးနွေးပွဲကိုအစမီဒီယာတွေကိုဖိတ်မယ်လို့သူတို့ကအစီအစဉ်ခဲ့တယ်ဒါပေမဲ့မီဒီယာတို့၅ခုပဲစင်းတောင်းတယ်၅ခုစင်းတောင်းပြီးတော့အဲ့၅ခုဖိတ်မယ်လို့ဆိုတော့စင်းတောင်းပြီးတော့အဲ့၅ခုဖိတ်ဖို့လုပ်မယ်ပြောခဲ့တယ်ဒါပေမဲ့ဒါပေမဲ့အခုဒီနေ့နောက်ဆုံးသိရတာကအဲ့၅ခုလေ ငါးခုကလည်းငါးခုလုံးတော့မသိပေမဲ့မဖိတ်တော်ဘူးဆိုပြီးပြန်ပြောတယ်တဲ့မီဒီယာတွေမဖိတ်တော်ဘူးလို့ပြောတယ်တဲ့ဆိုတော့မီဒီယာတွေဖိတ်တော်ဆိုတော့ကျွန်တော်တို့လည်းချားလို့လည်းမပါဘူးဆိုလို့လည်းဒါဟိုသူတို့စဉ်းစားတာမျိုးပေါ့ဒါပေမဲ့တချို့တွေကိုခြံထားပြီးတော့တချို့တွေကိုအခုဖိတ်လိုက်ပြီးတချို့တွေကြတော့ဖယ်လိုက်တယ်ဆိုတော့မျိုးလားဘယ်လိုလဲတော့မသိဘူးဘိုးပန်းသဘောထားဘယ်လိုလဲတော့ကျွန်တော်မသိဘူးဆိုတော့မီဒီယာတွေငါးခုကိုအစားဖိတ်မယ်ဆိုမီဒီယာငါးခုစီးရင်စီးရင်လောက်ပါတယ်အဲ့ထက်မှကျွန်တော်တို့တစ်ခုပါအောင်ဖြစ်ပါတယ် MP News statement အနေနဲ့တစ်ခုပါအောင်ဖြစ်ပါတယ်ဒါပေမဲ့ တို့အနားနီးလာတဲ့ခါကျတို့ဘာလို့စိုးရိမ်သွားလဲမသိဘူးမီဒီယာတွေမဖိတ်တော့ဘူးဆိုလုပ်တယ်ဆိုတော့ကျွန်တော်တို့မပါတော့ဘူးဗျာကျွန်တော်တို့ဆရာမီဒီယာတွေကျွန်တော်တို့ဂျာလစ်တွေတွားဖို့မတွားလိုက်အောင်ဆိုတော့ရှိတယ်ဆိုတော့ဘိုဘန်နဲ့အဲ့ဒီဘန်ဒီဆွေးနွေးကြမယ့်ကိစ္စကိုကျွန်တော်တို့မီဒီယာတွေကိုမသိစေဂျင်ဘူးဆိုတဲ့အထိပ္ပယ်ကိုတွားတက်ရောက်တယ်ဗျာတို့တိလို့မကောင်းတိလို့မဖြစ်ဘူးပေါ့ဒါမျိုးတက်ရောက်တယ်လို့ထင်မှတယ်အဲ့တော့ဒါကြရလေဘိုဘန်ကလည်းဟိုသူ့ရဲ့စဉ်းစားမှုစဉ်းစားနေရလေဘယ်လိုစဉ်းစားလဲတော့ကျွန်တော်မသိဘူးဗျာဒါကြရလေသူတို့စဉ်းစားမှုစဉ်းစားနေရအဓိကဘိုဘန်နေနဲ့ငွေကြီးစိတ်ကိုကောက်တယ်ပဲဆိုလို့ရှိရင်ဘိုဘန်နေနဲ့သူတွဲပြီးအလုပ်လုပ်ကြတယ်လို့မီဒီယာတွေနဲ့လည်းတွဲလို့လို့ပို့လို့လေကျွန်တော်နားလည်ထားတယ် ဒါပေမဲ့ဒီတိုင်းသူတွဲမလို့လို့ဝင်တော့လို့မလို့ဝင်တော့တချို့သူလုတ်ချင်နေရတယ်ရှေ့ရောက်မှာမဟုတ်ဘူးပြီဘိုးမန်လေးနဲ့အဲ့တော့ဘိုးမန်လည်းသူဘယ်လိုစဉ်းစားပြီးတော့မသိဘူးပြီးတော့လက်ရှိငလျင်ပြန်လဲတော်တော်ကြီးကိစ္စအပါဝင်ဟိုကျွန်တော်တို့နိုင်ငံငွေကြီးခဏပေါ့နော်ငွေကြီးခဏပြန်လဲပြက်မှလာရေးတကယ်အားကောင်းခိုင်မှလာရေးတို့ကရှင်းပြရင်တော့ဘိုးမန်ရဲ့လုံထုံမှုကြီးတော်တော်များဖြေလျှောက်မှရမယ်ဘိုးမန်ကအေရှမတ်အတွက်တွက်နေသလိုမျိုးတွက်လို့မရဘူးအေရှမတ်တယောက်တွက်သလိုတွက်နေလို့မရဘူးဘိုးမန်ကစီးပွားရေးဈေးကွက်ကိုကောင်းကောင်းမြင်နိုင်ရမယ်အရာအလုံးကိုသွားဒီ ဘာလဲဆိုတော့ဟိုတစ်တစ်ဟိုတခါလေးဝင်ထားတဲ့ပတ်စံကိုတစ်တစ်လေးဆုတ်ထားပြီးတော့ချစ်ချပောင်ဆုတ်ထားပြီးတော့မဆောက်ကွာအနောက်ခံမယ်ကွာပတ်စံဆုတ်မယ်ကွာဆိုတော့ဘုံမျိုးနေပဲယက်တီနေအဲ့ဒါဘဟုဘန်ရဲ့ဟိုလုံထုံလုံးကြီးကကျွန်တော်အမြင်ပြောရင်မားနေလို့ထင်တယ်ပုံနဲ့ပြောတော့အဲ့တော့ဘဟုဘန်နေတဲ့ကလည်းဒီလိုမျိုးမူဝါဒတွေကိုပြောင်းနေနိုင်မှုလို့မဲ့လို့ကျွန်တော်ထိုက်တွန်းချင်တယ်ဒါပေမဲ့ဘဟုဘန်ကလည်းကျွန်တော်ဘယ်လိုမှတိုက်တွန်းမှာတို့ကပညာရှင်တွေဆိုတော့ပညာရှင်ဆိုတော့ပညာရှင်ကလည်းပညာရှင်မာနာကြည့်ပြီဆိုရင်ပညာရှင်မာနာပုံချောက်ဖို့ကောင်းဆိုတော့ပညာရှင်မာနာကြည့်ပို့ပြီးပြောရဆိုတော့သိခဲ့တယ်ဆိုတဲ့အတိုင်းပေါ့နော်အဲ့တော့ ပညာရှင်တို့မနာကြည့်နေသလားတော့မသိပါဘူးနော်ပုံပန်းဆိုတော့ဒါတစ်ချက်ပေါ့နောက်တစ်ခါရွှေနဲ့ပတ်တဲ့လဲရွှေအသိအမရိယာအသိတန်ထုတ်ပြန်တယ်ထုတ်ပြန်တော့ရွှေအသိထုတ်ပြန်တဲ့အထက်မှာလဲရွှေကလည်းပြောရရင်တော့သူ့ရဲ့အထူး3 3ဘေးပန်ချလောဆိုပြီးရွှေအသိအထုတ်ပြန်တယ်ရန်ကုန်ရွှေအသိအနော်ရွှေလုံငန်းနေရွှေဆိုင်တွေတဆင့်ရွှေရောင်းတွေအကုန်လုံးနဲ့လိုင်စင်တွေမှာဖြစ်မနေရှောက်ဖို့တိုက်တွန်းနေတဲ့နော်နော်ရွှေဆိုင်တစ်ခုမှာတတ်တရုရွှေရောင်းလုပ်ငန်းလိုင်စင်မြို့တော်စီမံသားဘုကိုလိုင်စင်ဖို့တတ်တရုရွှေရောင်းလုပ်ငန်းသူမျိုးပြီးလက်မှတ်ကုန်စီထုတ်လုပ်သူတို့မို့ကုန်ကုန်သွင်းမှုဆောင်ရွက်သူတို့မို့ဝန်ဆောင်မှုလုပ်သူအားလုံးထုတ်ပြန်လက်မှတ်မှတ်ပုံနေဒါတွေတတ်ဆင့်အထောက်အကူရှိလို့လိုတယ်တဲ့ နော်အဲ့ဒါ online နဲ့ဆက်နေရှောက်ပါတဲ့သူပြောတယ်နောက်တစ်ခု online ကနေရွှေရောင်းဝယ်တဲ့သူတွေငွေစုစားဖို့လေရွှေရောင်းတာတွေတာလီစနစ်နဲ့ရွှေရောင်းတာတွေကန်ဆမ်းမဲ့ဖောက်ရွှေရောင်းတာတွေမလုပ်ဖို့အတိပေးတယ်နော်ရွှေစင်းတို့တင်ရေးအတွက်ရွှေဆိုင်နေနဲ့နေ့စဉ်ရွှေဆိုင်အဖွင့်လခြင်းတတ်မှတ်စင်းတို့ဖြစ်ရောင်းချခြင်းလိုအပ်တဲ့ license များကိုရှောက်ထားဆောင်ခြင်းတိပေးလိုပါတယ်သက်ဆိုင်ဌာနကလာအောင်စစ်ဆေးတဲ့ခါမှလည်းညွှန်ကြားချက်ကို license ချင်းမရှိရင်တိရောက်ဆိုအယူဆောင်မှာဖြစ်ကြောင်းအတိပေးရပါတယ်ဆိုပြီးတော့ရွှေစင်းကထုတ်ပြန်တယ်ဆိုတော့ရွှေနဲ့ပတ်သက်ပြီးတော့နည်းနည်းတင်းကြပ်မှုလုပ်လာတဲ့ပုံရှိတယ်ကိုကရွှေနဲ့ပတ်သက်ရွှေစင်းရဲ့နည်းနည်းတက်တယ်တက်တယ်ရွှေဈေးကနည်းနည်းတက်တက်နေတယ် ဟိုခေါင်းစဉ်ရွှေကနည်းနည်းတက်တက်လာတဲ့ခါကျတော့နည်းနည်းလေးရွှေသင်းကတာဝန်ရှိသူတွေလည်းကြည်ရလူကြီးတွေကိုတွားပြီးတော့ရှင်းပြနေရပြီထင်ပါတယ်။ခေါ်ယူဆွေးနွေးခံရပြီထင်ပါတယ်။ခေါ်ပြီးတော့မေးပြီးတော့ရွှေသိတက်နေတယ်ဘယ်လိုလုပ်ကြမလဲဆိုတော့ပြီးခေါ်မေးခံရပြီလူယူဆရရွှေသိန်းဘက်ကဆိုတော့ရွှေကလည်းဒီပိုင်းနဲ့လှုပ်လှုပ်လှုပ်ဖြစ်လာတယ်။ရွှေကလှုပ်လှုပ်လှုပ်ဖြစ်လာတော့ရွှေသိန်းတာဝန်ရှိသူတွေခဏခေါ်လာတယ်။အချို့ဟိုဗာလဲအဲဘာခေါ်လဲကျွန်တော်တို့အခောက်ချွေပေါ့အတုံးအတုံးလေးအဲအဲရောင်းနေသူတွေဆိုခဏရရက်ထားပါတယ်ပိတ်ထားပါတယ်တော့ကြီးညာတာတွေ့ရတယ်မနေ့ကဆိုဆိုတော့ပိတ်ထားတာလားဒါမှမဟုတ်သူတို့ခဏခေါ်ပြီးတော့ဆွေးနွေးနေလို့ပဲသူတို့ဘာမှမလုပ်ဘဲခဏရထားတာတော့မသိဘူးဒါလည်းသက်ဆိုင်တာဝန်ရှိသူတွေကတော့ တော်တချိန်တိုင်းထုတ်ပြန်သေးထုတ်ပြန်ပါလိမ့်မယ်မပြန်သေးဘူးပြန်ကိုအဲ့တော့ရွှေငွေနဲ့ဒီဒီဘာခေါ်လဲကားပေါ့အဲ့ဒါနဲ့ပတ်သက်တဲ့ဒီဘက်မှာအသုံးကဒပြိုင်နဲ့ဆိုသလိုတရင်အတူတွေကောလာလာတွေနဲ့ထင်းချက်ထင်းချောင်းရမယ်ထင်းချောင်းရမယ်ဟာဒီအများပြားပေါ်လာတယ်ဆိုတဲ့ကိစ္စအလားလာမကောင်းဘူးဘာလို့ညင်ညွန့်လဲတခုခုညင်ညွန့်နေတယ်ပေါ့ဒါကြောင့်မလို့ကျွန်တော်ကတော့ပြည်သူလူထုပြောချင်တာတချို့ကိစ္စတွေမှာအလို့တကြီးဘာမှဆုံးဖြတ်ပြီးတော့ဘာမှမလုပ်ပါနဲ့ရွှေဝယ်မလားခဏတော့ရမ်းမဝယ်ပါနဲ့အလို့တကြီးမဝယ်ပါနဲ့ငွေနဲ့ဒီလိုပဲဒေါ်လာရောင်းဝယ်မလို့ရရမ်းမလုပ်ပါနဲ့ဘာလို့ဆိုမကြိုက်မှာလဲဒေါ်လာနဲ့ပတ်သက်ဒီဟိုဒေါ်လာလိုအပ်ချက်တွေမြင်ဦးမယ်သိမကြိုက်ကြပိုင်းမှာဒေါ်လာလိုအပ်ချက်မြင်မယ်သဘောရှိတယ်ဘာလို့ဆိုကြောင်းနေရကြောင်းနေရဟို ဟိုပေးတာဒေါ်လာနဲ့ပေးကြတာအကြောင်းကြီးနိုင်ငံအကြောင်းကြီးဒေါ်လာနဲ့ပေးရတယ်ဆိုတော့အဲ့ညာလာလိမ့်မယ်ထင်တယ်နောက်တစ်ခုကအစိုးရအနေနဲ့ကတချို့ကိစ္စတွေမှာတခါတည်းအမိန့်ကြေညာပြရမှာကျွန်တော်နိုင်ငံမှာတခုဆိုရင်ဒေါ်လာနဲ့တွက်ပြီးတော့ဈေးကောက်တာတခုဟိုဆရာတို့ပြကလေးကြီးကြောက်ရတယ်ဟိုနိုင်ငံအကြောင်းကြီးမှာဆိုနိုင်ငံ international school ကိုကြောက်ရင်ဒေါ်လာနဲ့တွက်တယ်တွက်ပြီးတော့မှမြန်မာငွေနဲ့ပေါက်တက်မှာတယ်တကယ်တော့မြန်မာငွေနဲ့ပဲတက်မှာထားမှာဒေါ်လာဘာမှတည်တွက်တာအကြောင်းမရှိမြန်မာနိုင်ငံမှာမြန်မာငွေပဲသုံးရမှာဘာမှမဖြစ်တဲ့အကြောင်းမရှိဘူးနိုင်ငံသားကိုလာတာပေးလာမြန်မာငွေနဲ့ပေးတော့ကျန်တာလုံးနေတယ် ဒေါ်လာနဲ့ rate တွက်ပြီးတော့ဘာဖြစ်တော့မဖြစ်သေးဘူး။အခုကျွန်တော်တို့ computer တိုင်းမှာ computer တော့ဝယ်တယ်။ထိုင်းဘတ်ငွေနဲ့လမ်းတွက်ပြီးမှသူကကျွန်တော်တို့ရောင်းတယ်။ဘာမှမဆိုင်ဘူး။မလို့ဘာမှမဆိုင်ဘူးပြောရတော့။အဲ့ဒါကြီးကကျတော့ဆိုးတယ်။အဲ့ဒါကြောင့်မြန်မာနိုင်ငံမှာဖြစ်လို့ရှိရင်နိုင်ငံခြားငွေနဲ့တွက်ပြီးတော့ပတ်စံကောက်နေပြီဆိုရင်နော်စားတော့တစ်ခုရောင်းတယ်။နိုင်ငံခြားငွေနဲ့တွက်ပြီးတော့သူကရောင်းနေပြီဆိုရင်အဲ့ဆိုင်ပိတ်ပြီ။ပိတ်ပြီဒီမပြင်သတိပေးရအောင်။နောက်ဒါမှမလုပ်အောင်ဆိုတရားတစ်ခါလဲတနိုင်ငံလုံးအမိတပြည့်ချင်းကြီးနားမှာမြန်မာနိုင်ငံမှာရောင်းနေပြီဆိုမြန်မာငွေနဲ့ပဲတန်ဖိုးတွက်ချက်ပါ။နိုင်ငံခြားငွေကို base တဲ့ပြီးတွက်ချက်လာမျိုးမလုပ်ပါနဲ့ဆိုတာမျိုးအမိချင်းညာချက်ထုတ်ရင်ဘယ်တော်တော်လေးအဆင်ပြေမယ်လို့ကျွန်တော်မြင်တယ်။အခုကရောက်တော့ကြီးဖြစ်နေတယ်။ အဲ့ဒါပြောနေအဲ့ဒီတော့ကဘိုးဘံပဲရည်ကြည့်တယ်ဘိုးဘံကသူသေချာစဉ်းစားပြီးပြင်ဆင်မှုလို့ဥပမာဟိုတယ်ဒီမှာနိုင်ငံသားလာတင်းမယ်တက်ဝင်နေကောက်တယ်ဘာဒေါ်လာနဲ့ကောက်ကြတာသူကသူဟို currency exchange money ဟို currency exchange ရှိတယ်ဟိုဟာလေးစိတ်မှာသူလေးစိတ်ကဝင်လာတဲ့တစ်ခါချင်းဒါမှမဟုတ်လေရန်ကုန်ထဲမှာရှိတာလေချင်းဒါလို့လှုပ်လို့ရတယ် so currency exchange လုပ်လိုက်တာဘာမှမကဘူး exchange ဟိုဟာလေကောက်လာတယ်သူကပြန်ဆန်ချလေပြီးမြန်မာငွေနဲ့ပဲဟိုတယ်မှာတက်မြန်မာငွေပေးဟိုတယ်ဈေးနှုန်းကလည်းဒေါ်လာနဲ့တော်တာပဲနဲ့မြန်မာငွေနဲ့တွက်ဘာမှဒေါ်လာရှောက်တော့နေကြမလို့လေတချို့ကိစ္စတွေကဆိုတော့တပြေးညီတယ်လောက်ရမယ့်ကိစ္စကကိုကဟိုတယ်လုံးလေဒီဈေးကဟိုနဲ့တွက်တယ်စာတေးကြောင်းလေးဒီဘက်ရှောက်တွက်တယ် ဆိုတော့လူတွေကခုဒေါ်လာကျက်နိုင်ငံကိုနေတွက်ပြီးတော့ကျွန်တော်တို့ပစ္စည်းရောင်းနေတဲ့ခါကျတော့ကျွန်တော်တို့ကဈေးတွေကဘရောမငြိမ်းတော့ကုန်စည်တော့ဘရောမငြိမ်းတော့ဘာလို့ဟိုမှာတိုင်းဘတ်ဈေးဘယ်လောက်ပြသွားပြီးဆိုအဲ့ဘတ်ဈေးနဲ့တွက်ပြီးကျွန်တော်တို့ပစ္စည်းရောင်းနေအာနှွားဆိုဒေါ်လာဈေးနဲ့ဆိုကစွန်းရဲ့ဈေးတော့ဒေါ်လာနဲ့တွက်ပြီးရောင်းနေတာလားမသိဘူးကြည့်ရဆိုတော့အဲ့ဒါကြီးလည်းအယူဆအမှားကြီးလို့ကျွန်တော်ယူဆတယ်ကျွန်တော်တို့ဘယ်နိုင်ငံသွားသွားသွားတဲ့နိုင်ငံကြိုက်တဲ့နိုင်ငံနိုင်ငံသွားသူတို့ဒေါ်လာနဲ့တွက်ပြီးရောင်းတာလို့ကျွန်တော်နားမလည်ထားဘူးသူတို့ကရှင်းရှင်းလေးပဲသူတို့ကဈေးတက်မှာဒါအဲ့ဈေးတိုင်းပဲအဲ့ဈေးတိုင်းပဲရောင်းတယ်ပြီပြီထိုင်းသွားရင်ထိုင်းဘက်ကဘတ်ဈေးနဲ့တဘတ်ဈေးဘယ်လောက်ဒါပဲသူ့မှာအဲ့ဒါကိုဒေါ်လာနဲ့တွက်ပြီးဒီဒေါ်လာပေါင်းဈေးကဘယ်လောက်မို့လို့ဘယ်လောက်နဲ့ချိန်မနေဘူးသူကဂျပန်သွားတယ်ဂျပန်ယန် ကျွန်တော်တို့လဲရတာပဲဒေါ်လာယူသွားပြီးရောရန်လဲရတာပဲဂျန်နဲ့ပဲတွတ်ပြီးဘာမှတွတ်မနေဘူးကိုရီးယားသွားတယ်ဟောကျွန်တော်ကိုရီးယားမသွားတော့ sorry နော်ဆိုတော့ကျွန်တော်တို့တခြားနိုင်ငံတွေသွားတယ်ပေါ့ဗျာကဲအိန္ဒိယသွားတယ်နီပေါ်သွားတယ်ကျွန်တော်တို့ဘယ်ဘယ်လိုသွားသွားအတူငွေနဲ့ပဲရှင်းရတာဘာမှမဟုတ်ဘူးအဲ့ဒါကိုကျွန်တော်တို့အဲ့ဒါလေးနည်းနည်းအစိုးရအနေနဲ့အစိုးရအနေနဲ့စဉ်းစားသိနေလို့ကျွန်တော်တိုင်တွန်းချင်တယ်ပေါ့နော်ဆိုတော့ဒီနိုင်ငံမှာတချို့အရာတွေအဲ့လိုတပြင်းညီတက်မှတ်ပြီးတော့မှပဲဒီငွေကြီးစိကိုထိနိုင်မော့ရင်ကိုကရွှေငွေနဲ့ဒီရွှေငွေရွှေငွေစိကွက်ကြီးထိရတာနဲ့တိုက်ပြ ော့တောင်းနေတဲ့ဖြစ်တယ်ကပောက်ကပောက်ဖြစ်လူတွေကလည်းပတ်ဆက်အလိုရငါပွဲရငါစားချကြတဲ့ခါရှုပ်ကုန်တော့ဒါကြောင့်မို့အစိုးရအနေနဲ့တခြားစဉ်းစားတင်နေတော့ဘိုဘန်နေနဲ့မရက်ဖြန်သူတို့အစည်းအဝေးကြလို့ရှိရင်ဆုံးဖြတ်တဲ့ခါကျရင်လည်းအစည်းအဝေးဆွေးနွေးရတဲ့ခါကျရင်လည်းဒါတွေထည့်စဉ်းစားဖို့တင်နေလို့ကျွန်တော်ထိုက်တွန်းချင်တယ်ဒါလေးပြောရရင်လည်းကျွန်တော်ဒီနေ့